ရပ်ဘတ်လာကခေါင်းကို နောက်လှန်ကတဟားဟားရေးသည်တူးတူးတိတ်တိတ်မဟုတ်လွတ်လွတ်လပ်လပ်ကြီးရေးနေသည်ဖြင့်စကားလက်မျက်နှာတစ်ခုလုံးရဲတက်လာသည် မင်းစိတ်ထဲကတကယ်ရှိတာကိုဘာဖြစ်လို့မပြောတာလဲကလေးမရဲ့သူကအတန်ကိုနှိမ့်လိုက်သည်ဖြင့်လူသံတွေကြားတွင်နှစ်ကိုကြားစကားပြောတဲ့အဖြစ်သို့ရောက်သွားသည်ချုပ်ဟာလူကြီးလူကောင်းမဟုတ်ဘူးလူโซတယောက်လို့ဘာဖြစ်လို့မပြောသလဲ ထွက်သွားရင်သွားမသွားရင်ရဲဘော်တယောက်ကိုခေါ်ပြီးဆွဲထုတ်ရမယ်လို့ဘာဖြစ်လို့မပြောတာလဲစကလက်ပြက်ပြက်တောင်းတောင်းပြောချလိုက်ခြင်းသည်တို့ရရင် ချုပ်တီးလျက်အိုးဘလို့ပြောတာလဲဘူကြီးဂျန်သူစစ်ကြောင်းကိုစွန့်စွန့်စားစားဖောက်ထွက်လာတဲ့ဘူကြီးလိုနာမည်ကျော်ပုဂ္ဂိုလ်တယောက်ကိုတော်ပြီကျုပ်မင်းကိုစိတ်ကုံသွားပြီစိတ်ကုံသွားတယ်ဟုတ်လားဟုတ်တယ်စတွေ့တော့ကမင်းကိုကျုပ်တော်တော်အထင်ကြီးခဲ့တယ် မင်းဟာရုပ်လဲချောတယ်တက်တီလဲကောင်းတယ်လို့ကြုတ်ထင်ခဲ့တယ်ခုတော့ကြုတ်မှားသွားပြီမင်းမှာရုပ်ကလေးချောတာပဲရှိတယ်ဒါဖြင့်ကျမကတက်တီမရှိဘူးပေါ့စကားလက်စိတ်တူလာသည်ဟုတ်တာပေါ့မင်းစိတ်ထဲရှိတာကိုထုတ်ပြောရတဲ့တက်တီမျိုးမှမရှိပဲတွေးစားတော့ကတော့ကြုတ်ထင်တယ်မင်းဟာတတန်းမှာတယောက်လောက်သာရှိတဲ့မိန်းကလေးမျိုးအမေပြောတာကိုမြေဝဲမကြနားထောင်တဲ့နလဘိန်းနှုံးကလေးမလေးမျိုးမဟုတ်ဘူး ကိုယ်စိတ်ထဲရှိတာကိုဖုံးကွယ်ပြီးစကားချိုချိုလေးတွေကိုဟန်ဆောင်ပြောတတ်တဲ့ခတ်ထိုင်းထိုင်းကလေးမမျိုးလေးမဟုတ်ဘူး။မှန်နေထင်တာကိုပြောရဲလှုပ်ရဲတဲ့ကလေးမတယောက်လို့အထင်ကြီးခဲ့တယ်။စကားလက်ဆိုတဲ့ကလေးမရဲ့စိတ်ဓာတ်မျိုးဟာရှာမရှားလို့ထင်ခဲ့တယ်။သူ့လိုချင်တာကိုသူနားလဲတယ်။သူ့စိတ်ထဲရှိတာကိုပြောရဲတယ်။ပြီးတော့ပန်းအိုးနဲ့လည်းပေါက်ရဲတယ်ဆိုပြီးအထင်ကြီးခဲ့တယ်။ခုတော့အော်ဒီလိုလား။စကားလက်စိတ်ဆိုးလာသည်။ ောင်းပြီကျမစိတ်ထဲရှိတာကိုပြောပြမယ်ရှင်ဟာမိကောင်းဖတာစိတ်ရင်ကျမစီကိုလာပြီးဒီလိုမဟုတ်တရုတ်တွေလာပြောနေမှာမဟုတ်ဘူးရှင်ကိုမျက်နှာချင်းမဆိုင်ခြင်းမူဆိုတာရှင်သိတယ်ရှင်ဟာလူကြီးလူကောင်းမဟုတ်ဘူးလူဆိုးလူယုံမှာမိမစစ်ဖမစစ်ကမွေးတာရန်ကီတွေစစ်ကြောင်းကိုဖျက်ပြီးကုံတွေတွင်းလာနိုင်လို့ရှင်ကရှင်ကိုရှင်ဟုတ်လာပြီလို့ထင်နေတယ်အသေးခံတိုက်တဲ့ရဲဘော်တွေ အရေးတော်ပုံအတွက်စွန့်လွတ်အနစ်နာခံတဲ့အမျိုးသမီးတွေကိုစော်ကားနိုင်တဲ့အခွင့်အရေးရှိတယ်လို့ရှင့်ကိုရှင်တော်ပါတော့တော်ပါတော့သူကပြုံး၍ပြောသည်မင်းစကားပြောပုံကလေးကတိတ်မဆိုးပါဘူးစိတ်ထဲရှိတာကိုလည်းပြောရဲသားပဲဒါပေမဲ့အရေးတော်ပုံအကြောင်းကိုတော့မပြောပါနဲ့တောင်းမှန်ပါရစေအရေးတော်ပုံဆိုတဲ့အကြောင်းကိုကြားရတာနားညီလွန်းလို့ပါကြုတ်ထင်ပါတယ်မင်းလည်းကြုတ်လို့ပဲနားညီရှင်ရှင် ဘာစကားစကားလက်ပါဇက်မှလှုပ်ခနဲထွက်သွားသည်သူရရင် ချက်ချင်းသတိထားလိုက်သည်သူ့ထောင်ကြောက်ထဲသို့ဝင်သွားသည့်သူ့ကိုယ်သူလည်းမကြေမနက်ဖြစ်နေသည်စောစောကကြုတ်တကားဝမှရက်ပြီးမင်းကိုကြည့်နေတယ်တခြားမင်းကလေးတွေကိုလည်းကြည့်နေတယ်သူတို့အားလုံးရဲ့မျက်နာတွေကတပုံစံနဲ့ပဲဒါပေမဲ့မင်းမျက်နာကသူတို့နဲ့မတူဘူးမျက်နာကအကဲထက်ရလွဲပါတယ်မင်းလုံနေတာကိုမင်းစိတ်မဝင်စားပါဘူး ရေးတော်ရေးတော်ပုံနဲ့စေယုံကိစ္စတွေကိုလည်းမင်းစိတ်ဝင်စားနေတာစဉ်းစားနေတာမဟုတ်ပါဘူးကျုပ်ပြောရဲပါတယ်မင်းမျက်နာကို ကြည့်ရတာကတိတ်ပြီးကကျင်နေတဲ့မျက်နာတိတ်ပျော်ကျင်နေတဲ့မျက်နာဒါပေမဲ့မကရမပျော်ရလို့မချစ်မရဲဖြစ်နေတဲ့မျက်နာကဲပြောလေကျုပ်ပြောတာမဟုတ်ဘူးလားကျမဘူကြီးကိုနောက်ထပ်ဘာမှမပြောလို့ဘူး စကလက်အင်ဒရီဆဲကအတန်ကို အတက်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစား၍ပြောသည်ရန်သူစစ်ကြောင်းကိုဖောက်လာနိုင်တာနဲ့ကိုကိုကိုဟုတ်လာပြီအမျိုးသမီးတွေကိုစော်ကားပိုင်ခွင့်ရှိပြီလို့တော့မထင်လိုက်နဲ့ဘာရန်သူစစ်ကြောင်းကိုဖောက်ထွက်လာတဲ့လူဟုတ်လားတကယ်ပြက်လုံးပဲအချိန်ရရင်တော့ကျုပ်ကိုနည်းနည်းလေးစကားပြောခွင့်ပြုပါတီချာပြည်နယ်နဲ့ပတ်သက်လို့ကျုပ်လုတ်ခဲတာလေးတွေကိုမင်းတမျိုးနားလည်နေတယ်အဲ့ဒါကလေးကိုတော့နည်းနည်းရှင်းခဲ့ပါရစေ။ ရှင့်ကြွားလုံးတွေကိုကျမနားထောင်မနေနိုင်ဘူး။ရန်သူစစ်ကြောင်းကိုဖောက်ပြီးဂုံပစ္စည်းတွေတွင်းလာတယ်ဆိုတာကျုပ်ကပြည်내ကြီးကိုချစ်လွန်းလို့အရေးတော်ပုံကြီးကိုယုံကြည်လွန်းလို့လုပ်နေတာမဟုတ်ဘူး။အဲ့ဒါလေးတော့မင်းသိထားစေချင်တယ်။ဒီလောက်ဟာကျုပ်ဖို့စီးပွားရေးလုပ်ငန်းပတ်စံရှာတဲ့လုပ်ငန်းပတ်စံမလိုချင်တော့ဘူးဆိုတဲ့တနေ့မှာကျုပ်လည်းဒီလောက်ကိုမလုပ်တော့ဘူး။ဒီတော့မင်းဘာထင်တယ်လဲ။ဘလို့ထင်ရမှာလဲ။ဒီတိုင်းဆိုရင်ရှင်ဟာတကယ်ကြေးစားလူမိုက်ပဲ ရန်ကီတွေနဲ့ဘာထူးသေးလို့လဲဟုတ်တယ်ဘာမှမထူးဘူးသူကရေသည်ရန်ကီတွေကကျုပ်ကိုပတ်စံရအောင် အကူအညီပေးတယ်ဒါကြောင့်မို့မိနစ်တုန်းကဆိုရင်ကျုပ်ဆက်လေကိုနယူးယောက်စိတ်ကန်အထိ မောင်းသွားပြီးကုန်းတွေတင်လာနိုင်တာပေါ့ဟင်စကလက်အင်ဒရီမစဲနိုင်တော့တန်တော်ဖြစ်နေသည်ရှင်းဆက်လေကိုအမြောက်နဲ့လက်မပြတ်ကြဘူးလား ိုက်လိုက်ပါပြီမင်းကလေးလေးခက်လိုက်ပါပြီဘာလို့ပြည့်ရမှာလဲကျုပ်တို့ပြည်နယ်ကိုကုံတွေရောင်းပြီးပတ်စံရှာနေတဲ့ရန်ကီမျိုးချစ်ပုပ်ကိုကြီးတွေလည်းပြည်အောင်စုပတ်မှာရှိတာပေါ့ကျုပ်ဆက်လေးကိုနယူးယောက်စိတ်ကမ်းမှာဝင်ကတ်တယ်ရန်ကီကုံတိုက်ကပစ္စည်းတွေကိုဝယ်တယ်ဒါပေမဲ့တခါတလေကြတော့လေနာစောကပြည်ထောင်စုဘတ်သားရန်ကီမျိုးချစ်ပုပ်ကိုကြီးတွေစီသွားပြီးရမ်းမုံဝယ်တယ်အင်္ဂလန်သွားရတာနဲ့ဆိုင်အများကြီးတတ်တာတာပေါ့ တခါတလေကြတော့လေအခက်ခဲလေးတွေတော့တွေ့သဘောလေဒါပေမဲ့မီးတေအောင် ရွှေစလေးပါလေးပေးရတာပေါ့ရှန်ကီတွေဟာ လူဆိုးတွေဆိုတာတော့တိတယ်ဒါပေမဲ့သူတို့ဘာသာသူတို့ကောင်းရောင်းကောင်းဝယ်လှုပ်ရှားနေတာကိုဘာဖြစ်လို့မကောင်းပြောချင်ရတာလဲကလေးမရဲ့နောက်အနှစ်တရာလောက်ကြာရင်ဒီကိစ္စဟာအသေးဖွဲကလေးဖြစ်သွားတော့မှာပေါ့တိချပြည်နယ်ဟာနောက်ဆုံးမှာ သူတို့လက်ပြန်ရောက်မယ်ဆိုတာသိပြီးသားပဲဘာဖြစ်လို့တီးခြားပြည်နယ်နဲ့ကုံမကူရမှာလဲသူတို့ဘက်ကနေကြည့်ရင်ဒီလိုပဲလုပ်ရမှာပေါ့သူတို့လက်ထဲကိုပြန်ရောက်မယ်ဟုတ်လားဟုတ်တယ်ပြန်ရောက်မယ်ရှင်ထွက်သွားရင်ကောင်းမယ်ထင်တယ်ဒါမှမဟုတ်ရင်လဲကျမရထားခေါ်ပြီးအိမ်ပြန်မယ်တော်တော်ကောင်းပါတဲ့တပုံမလေးပဲရဘတ်တလာရုတ်တရက်ပြုံးသည်ထို့နောက်ဥညွတ်နှုတ်ဆက်၍ ်စောင့်ကြွားကြွားဟန်ဖြင့်ထွက်သွားသည်စကလက်စိတ်ဆိုးလွန်းသဖြင့်အသက်ကိုအနိုင်နိုင်ရှူရသည်သူ့ရင်အုံသည်နှိမ့်ချီမြင့်ချီဖြစ်နေသည်စိတ်ပြက်အားငယ်ခြင်းဖြစ်မိသည်ညီဒီကိုစိတ်ပြက်သည်ဟူ၍ခွဲခြားမရအစစ်အမှန်ဟုထင်ထားခဲ့သည့်အရာတစ်ခုပျက်စီးပြိုလဲသွားသောအခါတွင်ခံစားရသည့်ကလေးငယ်တယောက်၏စိတ်ပြက်အားငယ်ခြင်းမျိုးဖြစ်သည် ရန်သူစစ်ကြောင်းကိုစွန့်စွန့်စားစားဖြတ်၍ကုန်းပစ္စည်းသွင်းလာသူများကိုရရစီရမရှိအောင်ပြောသွားသည်။တီချားပြည်နယ်ရေတော်ဘုံသည်ကြဆုံးမည်ဟုပြောသွားခဲ့သည်။တစ္ဆဖောက်တယောက်အနေဖြင့်စစ်တပ်ဖို့ကောင်းနေပြီ။စကလက်သည်ခမ်းမဆောင်ထဲကပြိတ်သက်များကိုလှမ်းကြည့်သည်။သူတို့မျက်နာကဂုံယူသည့်မျက်နာ၊ရေတော်ဘုံကိုယုံကြည်သည့်မျက်နာ၊တေချာပေါက်အောင်ပွဲရမည်ဟုစိတ်ချသည့်မျက်နာတို့ရတွင်သူ့ရင်ထဲတွင်မူမယုံမယဲ့ အရေးတော်ပုံကြဆုံးမည်ဟုသူကပြောသွားသည်မဖြစ်နိုင်ဤအမျိုးဤအတွေးမျိုးသည် မတွေးစကားစကားလက်တို့နှစ်ယောက်ဘာတွေပြောနေကြတာလဲဈေးဝယ်သူတွေပား၍သွားချိန်တွင် မီလာနီကမေးသည်စကားလက်တို့နှစ်ယောက်စကားပြောနေတော့ Mrs. Merryweather ကတစ်ချိန်လုံးလှမ်းကြည့်နေတယ်ဒီမိန်းမကြီးကြောင့်စကားလက်လည်းသိသားပဲအိုးအလကားလူပါကွယ်လူကတော်တော်ရိုင်းတဲ့လူပဲ Mrs. Merryweather ပြောတာကိုတော့ Scarlett ကယူမဆိုင်ပါဘူး ပြောချင်တာပြောပြစီပေါ့စကလက်လည်းကပ်ပလီကျွန်မလေးလိုသူခိုင်းရလောက်ရတာစိတ်ပြက်လာပြီ။အိုးစကလက်ကလည်းဒေါက်တာမိဘာကျင်ညာမလို့လည်းမသိဘူး။ဒေါက်တာမိကလက်ဝတ်ရတနာများလူတန်းသည့်အမျိုးသမီးများကိုကျေးဇူးတင်ကြောင်းပြောနေသည်။ပြိသက်ကငြိမ်နေသည်။ဂုံတေရှိအမျိုးသမီးများနှင့်လူကြီးမင်းများခမညာအစီအစဉ်တစ်တရက်ကို ကျွန်တော်ကျင်ညာပါမယ်။ ဒီအစီအစဉ်ကြားရတော့တချို့ကလန့်တကြားဖြစ်ကောင်းဖြစ်သွားပါမယ်။ဒါပေမဲ့သိခံကြပါဒီအစီအစဉ်ဟာစေးယုံအတွက်အဲ့ရပေါ်ပက်လက်လဲနေကြတဲ့ကျွန်တော်တို့ရဲဘော်တွေအကျိုးအတွက်ဖြစ်ပါတယ်။အားလုံးစူးစိုက်၍နားထောင်နေကြသည်။အင်ဒရီတိတ်ခါကြီးသည့်ဒေါက်တာမိလိုပုံကိုမျိုးကကျင်ညာမိအလန့်တကြားဖြစ်လောက်မိအစီအစဉ်ဆိုဒီမှာညီတို့နီးဟုသိကျင်နေကြသည်။အကြခင်မှာကပွဲစပါတော့မယ်။ ကပွဲကို အရင်အကနဲ့ဖွင့်ပါမယ်။ Now was ကပါမယ်။ပြီးတော့ ok အက scot အက mazuka အကတို့အစီအစဉ်လိုက်ဝင်ပါမယ်။ဂျားထဲမှာအရင်ကကွက်ကလေးတွေညှက်သွားပါမယ်။အရင်ကကိုစောက်ဖွင့်တဲ့နေရာမှာဒေါက်တာမိကနှစ်ဖူးကချွေးကိုတုပ်၍အခန်းထောင်သို့လမ်းကြည့်သည်။ခန်းထောင်တွင်ဆရာဝန်ကတော်သည်အပြိုရန်မိမကြီးများနှင့်ထိုင်နေသည်။ လူကြီးမင်းများခမညာကြိုက်နှစ်သက်ရာအမျိုးသမီးနှင့်တွဲပြီးအရင်ကကိုဖွင့်ခြင်းရင်အဲ့ဒီအမျိုးသမီးနှင့်ကဖို့လေလံဆွဲရပါမယ်ကျွန်တော်ကလေလံတင်ပါမယ်ရတဲ့ငွေကို စေးရုံရမုံငွေအဖြစ်ထားပါမယ်ရက်တောင်ခတ်တံများရက်သွားက အခန်းထဲတွင် တီးတိုးတံများပေါ်လာသည် အပြူရန်မိမကြီးများထိုင်နေသည့်နေရာတဝိုက်တွင်လှုပ်လှုပ်ရွရွဖြစ်နေသည်ဆရာဝန်ကတော်သည်ဤအစီအစဉ်ကိုမကြိုက်တော့လဲ သူ့ယောက်ျား၏အစီအစဉ်ဖြစ်သဖြင့်သဘောတူရမည်အခက်ကန့်ကွက်ရမည်အခက် ဖြစ်နေသည် Mrs. Ellison နှင့် Mrs. Merryweather တို့ကညနာရီနေရဲနေကြသည် ထို့အခါမြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှဩဘာသံတွေပေါ်လာသည် အခြားတပ်သားများကလည်းထောက်ခံကြသည်မိန်းကလေးများကလည်းလက်ခုပ်ဩဘာပေးကြသည်ဟိုဟိုတင်းကပ်လီကျွန်းတွေကို လေလံပြစ်တာနဲ့မတူဘူးလားယင် မီလာနီကခက်တိုးတိုးမေးသည်ဒေါက်တာမိကိုစောစောကအထင်ကြီးတော်လဲမီလာနီစိတ်ပြတ်နေပြီ စကားလက်ကမူညီတို့မျှမပြောတို့ရတွင် သူ့မျက်လုံးများကတလက်လက်တောက်နေကြသည်နှလုံးသားကနာကျင်လာသည်သူသာမဟုတ်ဆိုးမတယောက်မဟုတ်ခဲ့လျင် Mrs. Scarlett O'Hara ဆိုသည့်အပြိုလေးတယောက်ဖြစ်ခဲ့လျင်တစ်တော်သည်စိမ်းရောင်ဝတ်စုံရင်တွင်ကြီးပါဖဲကျိုးခေါင်းတွင်နှင်းစီပန်းကတဝေဝေဖြင့် ရှေ့သို့ထွက်လာကအရင်ကကိုပထမဆုံးကာမီလိမ့်မည်သူနှင့်ကကျင်သည့်ယောက်ျားလေးတွေတပုံကြီးဒေါက်တာမိလည်းရံမုံငွေတော်တော်များများရမည်ယခုမူငူငူကြီးထိုင်ရင်မေဘယ်နှင့်ဖန်နီတို့အရင်ကထွက်သည်ကိုကြည့်နေရသည် မေဘယ်မယ်ရီဝေတာနှင့်ကမယ်ခမညာဒေါ်လာ20အတံပလန်တွေကြားတဲ့ကဘူလေးပီကာဤအတံဝဲဝဲနှင့်ပြောတံပေါ်လာသည်မိဘကအ ဖန်နီဤပခုံးကိုမိက မျက်နာကိုဝှက်ထားလိုက်သည်မိန်းကလေးနှစ်ယောက်တယောက်မျက်နာကိုတယောက်ဝှက်၍တခိခိရင်နေကြသည် တခြားမိန်းကလေးများ၏အမိများကို အော်ခေါ်သံလေးလံချေးပေးတံများကိုကြားရသည်ဆေးရုံကော်မတီအမျိုးသမီးကြီးများကစူညံစူညံလုပ်နေကြသည်ဒေါက်တာမိကထိုအတံများကိုမကြားရအောင်ပြု၍ပြုံးလိုက်၏ပထမတွင် Mrs. Merryweather က ူသမီးကို EE အစီအစဉ်မျိုးတွင်ပါဝင်ခွင့်မပြုနိုင်ဟု အော်ဂျဲဟစ်ဂျဲလုံနေသည်တို့ရရင် မေဘယ်ဤနမီကိုတကြောကြောခေါ်ကလေးလံကြီးက85ဒေါ်လာအထိရောက်လာသည်ဤတွင် Mrs. Merryweather ၏လေတံပြော့သွားသည် Scarlet သည်ခုံနှန်းပေါ်တွင်တံတောင်စစ်ထောက်ကရုပ်ရုပ်တဲတဲဖြစ်နေသည့်ပြိတ္တကိုကြည့်နေသည်သူတို့လက်ထဲတွင်ပြည်내အစိုးရထုတ်ငွေဆက်ကူများကိုကင်ထားသည် ခဏကြာလင်အားလုံးအယိုင်ကရန်အစင်သင့်ဖြစ်နေကြပြီ။သူနှင့်အမျိုးသမီးကြီးများသာကြံတော့သည်။သူမအပမိန်ကလေးတိုင်းပျော်နေကြသည်။ဒေါက်တာမိဤရှေ့စင်မြင့်အောက်တွင်ရက်နေသောရက်ဘတ်ဒလာကိုမြင်လိုက်ရ၏။စကားလက်ကမျက်နှာထားကိုပြင်လိုက်မည်ပြုကာရှိသည်။ရက်ဘတ်ဒလာက သူ့ကိုမြင်သွားသည်။သူ့နှုတ်ခမ်းတစ်ဖက်က အောက်သို့ကွေးသွားပြီးမျက်ခုံတစ်ဖက်ကအထက်သို့တက်သွားသည်။ စကလက်ကဆက်နဲမေးထိုးကမျက်နာကိုတစ်ဖက်သို့လွှဲပြစ်လိုက်သည်ထိုးစဉ်သူ့နံမီခေါ်တန်ကိုရုတ်တရက်ကြားလိုက်သည်အတန်ကခက်ဝဲဝဲချာလက်စတန်တန်အခြားအတန်များကိုဖုံးသွားသည် Mrs. Charles Hamilton နဲ့ကကျင်နေခမဒေါ်လာ150ရွှေနဲ့ပေးမယ်နံမီနဲ့ကြေးခေါ်တန်ကြောင့်တခန်းလုံးတိတ်သွားသည်စကလက်လန့်သွားသည် လှုပ်ရှားခြင်းပင်မပြုနိုင်မိကိုလက်ဝါးနှစ်ဖက်ဖြင့်ထောက်ထားကမျက်လုံးအဝိုင်းသားဖြစ်နေသည် လူတွေက သူ့ကိုလှမ်းကြည့်နေကြသည်ဒေါက်တာမိကအောက်သို့ငုံကြည့်ကရပ်ဘတလာကိုတစုံတရာလှမ်းပြောလိုက်သည်လင်းဆုံးပြီးစဖြစ်၍ဝင်ကမည်မဟုတ်ဟုပြောနေခြင်းလောရပ်ဘတလာကပခုံးကိုတွန့်ပြသည် တခြားတယောက်ကိုရွေးပါခမညာဒေါက်တာမိကပြောသည်မရွေးဘူးခမညာမစ္စစ်ဟမ်မီတန်ပဲ ရဘတ်တလာကဂီမဆိုင်ဟန်ဖြင့်ပြိတက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်မဖြစ်နိုင်ပါဘူးခမမစ္စစ်ဟမ်မီတန်ကကမာမဟုတ်စကလိုက်စိတ်ထဲတွင်အတန်တန်ကိုကြားလိုက်ရသည်ထိုအတန်မြည်သူအတန်ဖြစ်မှန်းသူရုပ်တရက်သတိမထားမိရပါတယ်ကပါတယ်စကလက်မတ်တက်ရက်လိုက်သည်သူ့နှလုံးသည်တူထူးသည့်နှင့်ပြင်းစွာခုန်နေသည်ကောင်းကောင်းပင်မရက်နိုင် လူအလုံးကဂယုဆိုင်အကြည့်ခံရသူ ဖြစ်နေပြန်သဖြင့်ရင်တထိတ်ထိတ်ခုန်နေသည် ကပွဲတွင် ပွဲတောင်းခံရပြန်ပြီပြန်ကရတော့မည်ပြောချင်ရပြောကြပေါ့ဂယုမဆိုင်ပါဘူးစကလက်စိတ်ထဲမှယွနေသည် စကလက်ကခေါင်းကိုရမ်း၍သပင်ကိုပင့်တင်ကဆိုင်ငန်းထဲမှ ထွက်လာသည်အနက်ရောင်ပိုးသားရက်တောင်ကို ဖြန့်ကင်လာသည် မီလာနီကသူ့ကိုတအံ့တော်ကြည့်နေသည်အပြိုရန်မိန်းမကြီးများကမဲ့နေသည်ရွှဲသူမိန်းကလေးများကနှုတ်ခမ်းဆူနေသည်တပ်သားများကဩဘာပေးကြသည် စကလက်အလဲကောင်ကျမ်းမြင်ပေါ်သို့ရောက်နေပြီရက်ဘဒလာဘေးတစ်ဖက်တစ်ချက်စီတန်းနေသည့်လူတန်းကြီးကြားမှရှောက်လာသည် မုန်းစရာလှောင်ပြုံးပြုံးလျက်တို့ရတွင် စကလက်ဂူးမဆိုင်ရက်ဘဒလာသာမကလင်ကွန်းကိုယ်တိုင်လာစီတော့စကလက်ဂူးမဆိုင် စကလက်ပြန်ကရတော့မည်အရင်ကကပွဲကိုသူတို့အတွဲကခေါင်းဆောင်ရတော့မည်စကလက်ကယဉ်ကျေးသမှုအနေဖြင့်ပြုံး၍နှုတ်ဆက်သည်ရွတ်ဘဒလာကလက်တစ်ဖက်ကိုယဉ်တွင်ထိ၍ဥညွတ်နှုတ်ဆက်လိုက်သည်ဒူရီယာဝိုင်းခေါင်းဆောင်လေဗီသည်အံ့အားတင်နေသည်ခဏကြာမှတီဝိုင်းဆရန်အချက်ပြလိုက်သည်တီဝိုင်းမှအရင်ကတီလုံးဖြစ်သည့်ဒစ်စီတီကို တီးတီးဘူကြီးဘတ်လာရှင်လောက်တာနဲ့ကျမတိတ်ထူးချားနေပြီ မင်းကိုယ်တိုင်လည်းထူးထူးချားချားဖြစ်ချင်နေတယ်မဟုတ်လားလူတွေရှိမှဘာဖြစ်လို့ကျမကိုရွေးခေါ်ရတာလဲဒါတော့မင်းမကကြင်ညင်းနိုင်တာပဲကျမကကျမကရေးတော်ပုံကိုယုံကြည်တာကိုရှင်က ရွှေရီတင်ပြီးခေါ်တော့ကျမဘယ်လိုဖြစ်သွားမှန်းမသိဘူးတိတ်ရီမနေပါနဲ့လူတွေကြည့်နေတယ် သူတို့ကတော့ကြည်မှာပဲရံမုံငွေကြောင့်ကတလေးပါလေးနဲ့ကျုပ်ကိုပြောမနေပါနဲ့မင်းကကျင်နေတယ်မဟုတ်လားဒီတော့ကျုပ်ကလည်းနီးလန်းရှာပေးရတာပေါ့တချင်းဆုံးတော့မယ်ထင်တယ်ဒါနောက်ဆုံးလှဲ့လားဟုတ်တယ်ကျမထွက်ထိုင်တော့မယ်ဘာဖြစ်လို့လဲမင်းခြေထောက်ကိုတက်နေပြီလို့လားဟင့်အင်းမဟုတ်ပါဘူးကျမကိုကဲ့ရဲ့ကြလိမ့်မယ်မင်းကကဲ့ရဲ့မှာကြောက်တတ်လို့လားအင်းဘာကြောက်เสียရှိတယ်လဲ ရာဇွေးမှုကျူးလွန်နေတာမှမဟုတ်ပဲကျုံနဲ့ wash တချီလောက်ကအောင်မလားမိမိသိရင်တော့ဒုက္ခပဲအမေထမိန်သားကိုခုထက်ထိဆွဲလိုက်နေတုံးလားရှင်းမဆက်သေးရောက်မှဖြင့်ကျင့်ဝတ်သိက္ခာတို့ဘာလို့ဆိုတာတွေဟာအလကားဖြစ်ကုန်တာပဲနော်ကျင့်ဝတ်ဆိုတာအလကားဟာတွေပဲမဟုတ်လားဘာလဲမင်းကလူတွေပြောမှာကိုဂယုစိုက်သလားဂယုတော့မစိုက်ပါဘူးဒါပေမဲ့ဒါပေမဲ့ကဲပါဒီចောင်းတော်ပါတော့ဟော ဘော့စ်တောင်စနေပြီအရင်ကကရတာတိတ်မောတာပဲကျုပ်မေးတာကိုဖြေပါစကားလွှဲမပြစ်ပါနဲ့ဒီပြင်းမိန်းမတွေပြောတာကိုမင်းဂယုစိုက်သလားအတင်းမေးတာပဲနော်တိတ်ခတ်တာပဲမစိုက်ပါဘူးဒါပေမဲ့မင်းကလေးဆိုတော့ဂယုစိုက်ဟန်ဆောင်ရတာပေါ့ဒီနေ့ညကတာလဲပြောကြမှာပဲဒါပေမဲ့ဂယုမစိုက်ပါဘူးအေးဒီလိုမှပေါ့ကို့အကြောင်းကို သူများတွေတွေးခွင့်မပေးပဲကို့ဘာသာကို တွေးတက်လာပြီ မစိုးဘူးတော်တော်ပညာရှိလာပြီဒါပေမဲ့ကျုပ်လိုသာလူတွေအထင်သေးတာကဲ့ရဲ့တာကိုခံခဲ့ရဘူးရင်မင်းလဲဒါတွေကိုဒီလောက်ယူဆိုင်တော့မှမဟုတ်ပါဘူးချာလက်စတန်မှာဆိုရင် ကျုပ်ကိုဘယ်အင်္ဂါမှမလာစေချင်ကြဘူးအရေးတော်ပုံအတွက်ကျုပ်ကူညီခဲ့တာတော့ကျုပ်ကိုအကောင်းမပြောကြဘူးဒါတော့ဆိုးတာပေါ့အရေးမကြီးပါဘူးဂုံတိတ်ခါဆိုတာဝင်ထုတ်ဝင်ပိုးကြီးတွေထမ်းနေရတယ်လို့ပဲဂုံတိတ်ခါမရှိတော့နေရတာပေါ့ပါတယ်လွတ်လပ်တယ် ဂုံတိတ်ခါမရှိတဲ့အခါကျတော့မင်းဒါတွေကိုနားလည်လာလိမ့်မယ်။ရှင်ပြောတာတွေကကြောက်စရာပါလား။ကြောက်စရာတော့ကောင်းတယ်။ဒါပေမဲ့အဲ့ဒါအမှန်ပဲ။မင်းမှာတတ်သိရှိတယ်ပတ်စံရှိတယ်ဆိုရင်ဂုံတိတ်ခါဆိုတာမလိုပါဘူး။ပတ်စံနဲ့ဝယ်လို့မရတာတွေရှိသေးတယ်လေ။မင်းကိုဘယ်သူကဒီလိုဆုံးမထားတယ်လဲ။မင်းမှာဒါမင်းတော့တွေးတတ်မှာမဟုတ်ပါဘူး။ကဲပြောစမ်းမအောင်ပတ်စံနဲ့ဝယ်လို့မရတာဘာရှိလို့လဲ။ဟင်ဒါတော့ကျမမပြောတတ်ဘူး။ စိတ်ချမ်းသာမှုတို့အချစ်တို့ဖြစ်မှာပေါ့ဝယ်လို့ရပါတယ်ကွယ်ဝယ်လို့မရတဲ့ခါကျတော့လဲအဲ့ဒီဟာတွေကိုအစားထိုးနိုင်တဲ့တခြားကပစ္စည်းတွေကိုဝယ်ရတာပေါ့ရှင်ကဘလောက်များပတ်စံရှိလို့လဲဘူကြီးပတ်တလားမင်းမေကွန်းကတော်တော်ပြောင်ကြတဲ့မေကွန်းပဲကြုတ်တောင်ကြောင်သွားတယ်ကြုတ်လားချီရပါပေါ့ကြုတ်ငငယ်တုန်းကကြုတ်လက်ထဲမှာပတ်စံဆိုလို့တပြားမှမရှိဘူးဘူး အဲ့ဒီဘဝနဲ့ဆိုင်ရင်ကျုံမှာခုပစံတွေအများကြီးရှိတာပေါ့ပိတ်ဆို့မှုကို ဖောက်ပြီးမှောင်ခိုကုံကူတာနဲ့ကြီးပဲကျုပ်တတန်းလောက်ရပြီတကယ်တကယ်ပေါ့ခက်တခက်ထူထောင်ရင်လူတွေကြီးပွားကြသလိုခက်တခက်ပြက်ရင်လည်းကြီးပွားကြတာပဲဒါကိုလူတွေသဘောမပေါက်ကြဘူးရှင်ပါကိုဆိုလိုတာလေရှင်းပါတယ်ဒီနေ့ညဒီကိုလာကြတဲ့လူတွေမင်းရောကျုပ်ရောအပါဝင် လာသမျှလူတွေဟာတော်ရိုင်းကို ခုတ်ထွင်ပြီး ခေတ်တကြီးတစ်ခုကိုထူထောင်ရင်းကြီးပွားလာကြတဲ့လူတွေမဟုတ်ဘူးလား။ကိုင်းပြည်တိဆောက်ချိန်မှာလူတွေကြီးပွားလာကြတာပဲ။ဒါပေမဲ့ကိုင်းပြည်ပြက်ချိန်က ပိုပြီးကြီးပွားလွယ်တယ်။ဘဲခေတ်ကိုရှင်ပြောနေတာလေ။ကျုပ်တို့ခုနေတဲ့ခေတ်ကြီးပေါ့။တောင်ပိုင်းသားတွေရဲ့ခေတ်ကြီး။တီးခြားပြည်နယ်တွေခွဲထွက်တဲ့ခေတ်ကြီး။ဝါကွန်းအင်ပါယာကြီးပေါ့။ခုအဲ့ဒီခေတ်ဟာပြိုလဲပြက်စီးနေပြီ။နယ်လဘိန်းနှုံးတွေကတော့ ဒီခစ်ကြီးပြိုလဲပြက်စီးနေတာကိုမမြင်ကြဘူးခစ်ကြီးပြက်နေတာကိုဝင်ပြီးအခွင့်ကောင်းမယူတတ်ကြဘူးကျုပ်ကခုအဲ့ဒီခစ်ပြက်ကြီးကိုမှီပြီးအခွင့်ကောင်းယူနေတယ်ချမ်းသာအောင်လုပ်နေတယ်ဒါဖြင့်ကျမတို့တီးခြားပြည်နယ်တွေဟာတကယ်ရှုံးတော့မှာပေါ့ဒါပေါ့ဘာဟန်ဆောင်နေစရာလိုသေးလဲဟင်ကျမဒါတွေနားမလဲဘူးစိတ်လည်းမဝင်စားဘူး စိတ်ချမ်းသာစရာကိုမပြောတတ်တော့ဘူးလားဘိုးကြီးဘက်တလားမင်းမျက်လုံးတွေဟာစိမ့်ကြည့်နေတဲ့ရေပြည့်ထည့်ထားတဲ့ရွှေငါးကန်လေးနှစ်ကန်နဲ့တူတယ်ခုလို ရွှေငါးကလေးနှစ်ကောင်ရေပေါ်တက်ပြီးမြူးနေတဲ့အခါကျတော့မင်းဟာတိတ်ချစ်စရာကောင်းတယ်ကဲအဲ့လိုပြောတယ်ဆိုရင်မင်းစိတ်ချမ်းသာမလားဟင်ကျမဒါမျိုးတွေမကြားချင်ဘူးဂီတဝိုင်းကတော်တော်ကောင်းတယ်နော်ဒီလိုဝိုင်းမျိုးနဲ့ဆိုရင် watch ကြီးပဲကချင်နေတော့တာပဲ ါမျိုးမကရတာကြာလာပြီကျုံနဲ့တွဲကသူတွေထဲမှာတော့မင်းလောက်အကကောင်းတာတယောက်မှမရှိသေးဘူးဘိုးကြီးဘတ်တလာကျမကိုတိတ်ဖက်မထားနဲ့လေလူတွေကြည့်နေတယ်ဘယ်သူမှမကြည့်ဘူးဆိုရင်ကောရှင့်ကိုရှင်မေ့သွားပြီထင်တယ်ဘိုးကြီးဘတ်တလာဟင့်အင်းမမေ့ပါဘူးကျုပ်ရှင်ဝင်ထဲမှာမင်းရှိနေရင်ကျုပ်ကိုကျုပ်ဘယ်မေ့နိုင်မှာမလဲတေးသွားကဘာလဲအစ်စ်လားဟုတ်တယ်တိတ်ကောင်းတဲ့တခြင်းတော့ ရန်ကီရေစီကရတဲ့တချင်းလေတချင်းနမီကပြည်ရင်းစစ်ပြီးတော့အခါတဲ့စာသားတွေကရောဗားတယ်လေကျုပ်ကိုစိုးပြပါလားကိုတို့နှစ်ယောက်နောက်ဆုံးတွေ့ချိန်ကိုကွယ်မှတ်မိသေးတယ်ကိုရှိမှထိုင်ပြီးတော့ရင်ကိုဖွင့်ခဲ့တယ်မောင်ရက်ပြန်တော့ယောက်ျားပိတာခန့်ညာလာတယ်မြစ်တာမပြတ်ပါဘူးတဲ့တစ္ဆာပနဲ့ရိုက်ခဲ့တယ်ပြည်ရင်းစစ်ပြီးတော့အခါဝဲ ကိုရိုနီယောက်ပြန်လဲဆုံတွေ့ကြမယ်။ရှင်ကဝော့စ်တော်တော်အကကောင်းသားပဲ။ဒီတစ်ခါပြီးရင်နောက်တော်တော်နဲ့ကပ်ဖြစ်အောင်မှမဟုတ်တော့ဘူး။အိုးနောက်တချီကောက်အောင်မှာပေါ့။မင်းကိုနောက်အရင်ကမှကြုတ်လေးလံဆွဲအောင်မယ်။နောက်တချီပြီးတော့နောက်တချီဟင်းကျမမကနိုင်တော့ဘူး။လူတွေကတိတ်ခါမရှိဘူးလို့ပြောကြလိမ့်မယ်။ကြစရာတိတ်ခါလဲမင်းမှမရှိတော့ပါဘူးကွယ်။ခုလဲစုပ်ပြက်နေပါပြီ။ ပြီးတော့ဘာထူးသေးလဲနောက်တစ်ချီဆက်ကပေါ့ကျုံနဲ့ငါးကခြောက်ခါလောက်ကပြီးရင်ဒီပြည့်နူတွေအလှဲ့ပေးမယ်ဒါပေမဲ့နောက်ဆုံးလှဲကြရင်ကျုံနဲ့ကရမယ်သဘောပဲလေကျမလုပ်ပုံကတိတ်တော်မဟုတ်ဘူးဒါပေမဲ့ကျမဂိူးမဆိုင်ပါဘူးဘယ်သူတွေပါပြောပြောကျမဂိူးမဆိုင်ဘူးကျမအိမ်နှွေးအောင်နေရတာညီငွေလာပြီဟုတ်တယ်ကမှာပဲကမယ်အနက်ကြီးလဲမဝစ်ပါနဲ့ကျုပ်ကလည်းအဲ့ဒီအဝတ်ကြီးကိုတိတ်မုံတာပဲဟင်းဒါတော့မဖြစ်သေးဘူး လူတွေပြောကြလိမ့်မယ်။အိုးတိတ်မဖက်နဲ့လေဘူကြီးဘက်တလား။တိတ်ဖက်ရင်စိတ်ဆိုးရလိမ့်မယ်။မင်းစိတ်ဆိုးရင်ပို့ပြီးကြည့်လို့ကောင်းတယ်။မင်းတကယ်စိတ်ဆိုးမဆိုးတည်အောင်ကျုပ်ဖက်ပြစ်လိုက်မယ်လေ။ဝတ်တချအမြိုင်မှာမင်းစိတ်ဆိုးတော့ကတိတ်ကြည့်လို့ကောင်းတာပဲ။ပန်းအိုးနဲ့ပေါက်တော်ပါတော့ဒီအကြောင်းကိုမမေ့သေးဘူးလား။ဟင့်အင်းမမေ့ဘူး။ကျုပ်တသက်မှာဘယ်တော့မှမမေ့နိုင်တဲ့မြင်ကွင်းပဲနူးနူးညံ့ညံ့တောင်ပိုင်းကအပြိုမလေး Iris တွေးဆိုပြီးဒေါပွားနေတဲ့ပုံမင်းဟာတကယ် Iris ဆန်နဲ့ဟော တချင်းဆုံးနေပြီဒေါ်လေးပီတီတောင်နောက်ခန်းထဲကထွက်လာပြီ Mrs Merryweather သွားပြောတယ်ထင်တယ်လာလာပြင်းပေါင်တာရှောင်နေရအောင် ခုတွေးလို့မဖြစ်သေးဘူးသူ့မျက်လုံးကြီးတွေက ပြူးလို့စိတ်ဆိုးနေပြီနောက်တစ်နေ့နက်နက်လက်ဖက်ရည်ပွဲတွင်ဒေါ်လေးပီတီမျက်ရည်ဆန်းဆန်းနဲ့ဖြစ်နေသည်မီလာနီကတိတ်ဆိတ်လျက်စကလက်မကြေမနက်ဖြစ်နေသည် ြောချင်တာပြောကြပါစေပေါ့ Scarlet ကယူမဆိုင်ပါဘူးစေယုံရံမုံငွေအတွက်ဒီပြင်းမင်းကလေးတွေထက် Scarlet ငွေပိုရှာပေးခဲ့တယ်နေပန်စီရောင်းရတဲ့ငွေထက်တောင်မှများသေးတယ်ပစံကဘာရေးလဲ Scarlet ရဲ့ဒေါ်လေးပီတီကညီသည်ဒေါ်လေးဖြင့်ကိုမျက်စီတောင်ကိုမယုံနိုင်ဘူးချားဆုံးမိတာဘလောက်များကြာသေးလို့လဲပြီးတော့တွဲကားတဲ့လူကလည်းတကယ်လူဘူကြီးဘက်တလာနဲ့တဲ့ တကယ်ကြောက်စရာလူနဲ့မှသွားပြီးကြတယ်။ချာလက်စတန်ကပြန်လာတဲ့လူတွေစီကသူ့အကြောင်းအကုန်ကြားပြီးပြီ။မျိုးရိုးကတော့မစိုးပါဘူး။ဒါပေမဲ့သူတို့အမျိုးထဲမှာတကယ်လူဆိုချာလက်စတန်မှလည်းသူ့ကိုဘယ်သူမှအဆက်ဆံမလုပ်ကြဘူး။တိတ်နေမီပြတ်